ဒါတို့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ခင်မူပါမြန်မာစံတော်ချိန်ည9:00နာရီရှိပါပြီပြည်သူတရားရှင်ပေါင်ချိန်ဇလန်းရွဲကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါခင်ဗျဒါကြောင့်ကျွန်တော်ရဲ့ channel မှာအပတ်စဉ်တောက်ကြစနေတနင်္ဂနွေနေ့တိုင်းမှာည9:00နာရီချိန်ပြည်သူတရားရှင်ပေါင်ချိန်ဇလန်းရွဲအပိုင်းစာများကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်အပိုင်းတွေတင်တဲ့အခါမှာသိနိုင်ဖို့အတွက်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပြီးတော့ခေါင်းလောင်းလေးကိုနှိပ်ထားပေးကြပါဦးခင်ဗျာ ဒီပိုင်းမှာတော့ကြံကြောင်းလဲဦးတော်ကိုရုံတော်ခေါ်လာတဲ့အာယူကိုစူနေခဲ့ပါတယ်။အာယူကတော့ဦးတော်ရှိကသာဆရာကုန်းဆုံးကိုမင်းကြီးရောင်ဆောင်မှုလူရှာခိုင်းနေတာကြောင့်သူတောင်းတိုင်းဆရာကုန်းဆုံးကိုပြန်ခေါ်ဖို့တောင်းရမယ်လို့ပြောလိုက်ပါတယ်။ကြံကြောင်းလဲအာယူတွေးတာကောင်းပေမဲ့ဖြစ်နိုင်မှုကခက်တယ်လို့ပြောလိုက်ပါတယ်။အာယူကတော့ခက်လဲလုံးကြည့်ရမှာမလို့ဆရာကုန်းဆုံးတို့ရှိကနေဘာအပြစ်မှမရှိဘဲထွက်သွားတာကိုဒီတိုင်းကြည့်မနေနိုင်ဘူးလို့ပြောလိုက်ပါတယ်။ကြံကြောင်းလဲဘသူကမှတော့ဆရာကုန်းဆုံးထွက်သွားတာကိုမလိုလားတဲ့အတွက်အာယူကြံအောင်မြင်ပါစေလို့ပဲဆုတောင်းနေပါတယ်။ ဦးီတော်ကတော့သူ့ရဲ့ရိုးသားတဲ့စီစဉ်ကဒီလောက်ထိအကျိုးဆက်ဖြစ်မယ်ထင်မှားလို့ပြောနေပါတယ်။အားကြောင့်ဦးီတော်ရှိလဲသူ့မျက်နှာကိုထောက်ပြီးတော့ဇာကုံးဆုံးပြန်ခေါ်ပေးဖို့ပေါင်လုံးကြီးမင်းကိုပြောလိုက်ပါတယ်။ပေါင်လုံးကြီးမင်းတော့ဒီကိစ္စမှာနှမျောစရာဆုံးရှုံးမှုဖြစ်ခဲ့ပေမယ့်ဇာကုံးဆုံးရာထူးအဖျုတ်တဲ့ကိစ္စတော့တကယ်ပြုပြင်အားခက်တယ်လို့ပြောနေပါတယ်။ပြီးတော့ဇာကုံးဆွေအစိတ်ဘလို့ပဲဖြစ်ဖြစ်ဖုံးကွယ်တာမပြောင်းလဲတဲ့မှန်တရားမလို့ထပ်ပြီးတော့ယုံကြည်လို့မရတော့ကြောင်ပြောလိုက်ပါတယ်။အားကြောင့်ဇာကုံးဆုံးပြန်ခေါ်လဲဘာမှမထူးလို့ပြောလိုက်တာပါ။ဦးီတော်ရှိလဲပေါင်လုံးကြီးမင်းခေါင်းမှလုံးနာကိုဒေါသထွက်နေပါတယ်။ ။ဦးရောကတော့ပေါင်လုံးကြီးမင်းရဲ့ဖြောင်းမှန်တီကြည်မှုနဲ့တရားမျှတမှုကိုလေးစားခဲ့ပေမဲ့ကိုယုံကြည်အောင်ပဲလှုပ်တက်တာကြောင့်တော်တော်လေးစိတ်ပြတ်သွားတာပါ။ဦးရောကတော့သူ့သဘောထားကိုဖော်ပြပြီးဖြစ်လို့ပေါင်လုံးကြီးမင်းတန်ဟောစင်ကသာမထောက်ထားရင်ပြောစရာစကားမရှိတော့ဘူးလို့ပြောလိုက်ပါလိမ့်။ပြီးတော့ဦးရောကဒီနေ့ကစပြီးတော့ပေါင်လုံးကြီးမင်းရဲ့ကိစ္စတိုင်းလည်းဝင်မပါတော့ဘူးလို့ဆုံးဖြတ်လိုက်ပါလိမ့်။အဲဒါမှတော့ဦးရောရှိလေရန်ကိုစိတ်ဆိုးနေတဲ့အတွက်ဒီမီပြားကဖြောင်းဖြားပေးနေပါလိမ့်။ဦးရောကတော့ပေါင်လုံးကြီးမင်းရဲ့ခေါင်းမာတဲ့စိတ်ကြောင့်စိတ်ဆိုးမိပြီးလူသားချင်းကြားကတန်ဟောစင်ကတော့မငဲ့တာကိုဒေါသထွက်နေတာပါ။ အာရုံဦးတော်လည်းပေါင်လုံးကြီးမင်းတို့လိုစိတ်နဲ့ဘလို့များရာရှိဖြစ်ခဲ့လဲလို့တွေးနေပါတော့တယ်ဒီမီပြားကတော့ရင်ကပေါင်ချင်ကခေါင်းမာပြီးတော့တမာတမတ်ကြတဲ့ပုံစံကိုအမြဲတမ်းချီးကျူးနေခဲ့တဲ့ဦးကြီးတော်ကအခုမှစိတ်ဆိုးနေရတဲ့အကြောင်းရင်းကိုမေးလိုက်ပါလေအဲတော့မှကြောက်ရှံပြောင်းလာပြီးတော့အဖေနဲ့မေကိုလာတွေ့ခဲ့ပါလေအဖေပြေသူပုံစံအကြီးကျယ်စိတ်ဆိုးနေရတော့ဒီမီပြားလည်းပေါင်လုံးကြီးမင်းပေါ်စိတ်ဆိုးနေတဲ့အကြောင်းကိုပြောပြလိုက်ပါလေအားလုံးကြောက်ရှံလည်းအဖေပြေသူနဲ့ပေါင်လုံးကြီးမင်းကအရင်ကတင့်မြတ်ရဲ့သားနဲ့ဘာကိစ္စတောင်ဖြစ်တာလဲလို့မေးလိုက်ပါလေ ။ဦးကြီးတော်ကတော့ပေါင်ချိန်ကအစာကလေးကနှလုံးသားမရှိတဲ့တစ်သားရုပ်သားသားပဲလို့ပြောလိုက်ပါတော့တယ်။အဲဒါမှတော့ပေါင်လူချင်းမင်းနဲ့အလုံးလုံးနေနေရာကုန်းဆုံးအဆင့်ခေါ်ဖို့မဟန်းကိုပြောလိုက်ပါလိမ့်။မဟန်းလည်းရုပ်တရက်ထူးဆန်းဖြစ်သွားပြီးတော့ပေါင်လူချင်းမင်းနဲ့ရာကုန်းဆုံးမရှိတော့တာကိုပြန်သတိရသွားပါလိမ့်။အဲဒါမှဦးကြီးတော်လည်းတီးမခံနိုင်တော့ပဲဖြစ်ပြခဲ့မြအားလုံးကိုဒီမီပြားနဲ့ကြောက်ရှမ်းသိအောင်ပြောပြလိုက်ပါလိမ့်။ဦးကြီးတော်ကတော့သူတို့မနေ့စူးစမ်းပြီးတော့ခြိတံလုံးကြံသူကိစ္စကိုအောင်မြင်တဲ့ကြော်လွားနိုင်ခဲ့တာဆရာကုန်းဆုံးရဲ့အကျိုးထူးဆောင်ရွက်ခဲ့တာကြောင့်လို့ရှင်းပြပါရစေ။ ဒါမှလည်းပေါင်လူကြီးမင်းကတော့ဆရာကုန်းဆုံးကိုအတင်းနှင်ထုတ်လိုက်ပြီးဘလို့မှဖြောင်းပြလို့လဲနားမဝင်တော့ဘူးလို့ပြောပြလိုက်တာပါအားကြောင့်ကြောက်ရှန်လဲဆရာကုန်းဆုံးကပေါင်လူကြီးမင်းအားကိုးရတဲ့ပညာရှိအကြံပေးဖြစ်နေတာကြောင့်ဆရာကုန်းဆုံးကမရှိတော့ရင်ပေါင်လူကြီးမင်းအတွက်လက်တစ်ဖက်ပြုတ်လို့ပဲလို့ပြောလိုက်ပါလိမ့်ဒါတော့မဲ့ဦးရော်ရှိကအဲ့လိုတွေးမိပြီးတကူတကအပြည့်ဝင်ခိုင်းတဲ့ပေါင်လူကြီးမင်းကိုတောင်းမှန်ရှင်းပြတောင်းဆိုခဲ့မယ်လေပေါင်လူကြီးမင်းကဘယ်လိုနည်းနဲ့မှဆရာကုန်းဆုံးကိုပြန်မခေါ်ဘူးလို့ပြောနေပါလိမ့်ဒီမိပြားကတော့ပေါင်လူကြီးမင်းစိတ်ပြောင်းပြီးတော့ဆရာကုန်းဆုံးကိုပြန်ခေါ်တာမျိုးဖြစ်လာနိုင်တယ်လို့ရှင်းပြပေးပါတယ် ဂျမမလည်းအာယူတရားဦးကြီးတော်ပြောတာတော့မှဆရာကုန်းဆုံးပြန်မခေါ်ပြီးတာကြောင့်တို့မျောလင်းချက်တွေပျောက်ဆုံးသွားလောက်ပြီလို့တွေးနေပါလေ။ဒါပေမဲ့ဂျန်ကျောင်းတော့ဆရာကုန်းဆုံးပြန်ခေါ်ဖို့အခွင့်ရေးရှိကောင်းရှိနိုင်သေးတယ်လို့ပြောလိုက်ပြီးဖြောင်းဖျားပေးနေပါလေ။ဂျန်ကျောင်းတော့ဆရာကုန်းဆုံးနဲ့ပေါင်လုံးကြီးမြခင်မလာကြပြီမလို့နေစဉ်ဘဝမှာပါနေသားကြနေတာလို့ရှင်းပြပါလေ။ဒါပေမဲ့ဝမ်ချောင်းမိုင်းကပေါင်လုံးကြီးမြအခုထိဆရာကုန်းဆုံးရုံးတော်မှာရှိနေသေးတယ်လို့ခန်းစားနေရတဲ့အကြောင်းကိုပြောပြတဲ့အကြောင်းလေးအာယူကိုရှင်းပြပါလေ။အဲ့ချရီဦးကြည့်ပြီးတော့ပေါင်လုံးကြီးမြအသိမကြခင်မှာဆရာကုန်းဆုံးပြန်ခေါ်လာနိုင်ပါပါလို့ပြောလိုက်ပါလေ။ ဒါပေမဲ့အာယူကတော့ဆရာအကုန်းဆုံးဘယ်ရောက်နေမှမသိတာကြောင့်စိတ်ညစ်နေတာပါ။ကျန်ကြောင်းတဲ့ဆရာအကုန်းဆုံးကသူတို့နဲ့အဆက်မပြတ်ဘူးပြောခဲ့တာကိုပြန်သတိပေးနေပါလေ။အားတောင်ဆရာအကုန်းဆုံးကသူနေချင်တဲ့နေရာကိုရှာမတွေ့သေးတာဖြစ်နိုင်တယ်လို့ကျန်ကြောင်းကပြောလိုက်ပါလေ။ဒါပေမဲ့အာယူကတော့ဆရာအကုန်းဆုံးတယောက်တည်းအပြင်လောကမှာဘာတွေဖြစ်နေမလဲလို့တွေးပူနေတာပါ။အားတောင်ကျန်ကြောင်းနဲ့အာယူတယောက်ဆရာအကုန်းဆုံးကိုသူ့ရွယ်ကလေးလို့ထင်မနေဖို့မှားလိုက်ပါလေ။ဆရာအကုန်းဆုံးတော့မြေကမ်းတစ်ပေးမှာထိုင်ပြီးတော့တွေးဝင်နေခဲ့တာပါ။ဒါလောက်ကျေပြန်းတဲ့လောကကြီးမှာဆရာအကုန်းဆုံးတို့ကသွားစရာမရှိပါလားလို့တွေးနေခဲ့ပါလေ။ ါမလဲဆရာကွန်ဆောင်နေမရှိဘူးဆိုတာဟာနေရာတိုင်းကနေလိုပါပဲလို့သာတွေးလိုက်ပါတယ်။အဲနောက်မှာတော့ပေါလုံကြီးမင်းကကြံကြောင်းရှာပြီးတော့ဆရာကွန်ဆုံဘယ်သွားလဲသိလားလို့မေးလိုက်ပါတယ်။ပေါလုံကြီးမင်းကတော့ဆရာကွန်ဆုံမသွားခင်ကကြံကြောင်းကိုဆက်သွယ်ရမယ့်နီလန်ပေးခဲ့မှာပဲလို့ပြောလိုက်ပါတယ်။ကြံကြောင်းလည်းဆရာကွန်ဆုံကအရင်ဆုံးဆက်သွယ်မယ်လို့ပြောခဲ့ပေမဲ့ခုထိဗမာလည်းမသိရသေးဘူးလို့ပြန်ပြောပါတယ်။ကြံကြောင်းလည်းပေါလုံကြီးမင်းတယောက်ဆရာကွန်ဆုံကိုပြန်ခေါ်မယ်လို့ထင်သွားတာပါ။ဒါပေမဲ့ပေါလုံကြီးမင်းကတော့ငင်းလိုက်ပြီးတော့ဆရာကွန်ဆုံစိတ်ပူတာကြောင့်ကြံကြောင်းကိုဆက်သွယ်လာတဲ့အခါလာပြောဖို့ပဲမှားလိုက်ပါတယ်။ ဒါတော့ကြံချောင်းနဲ့နီလန်းရှာပြီးတော့ဆရာကုန်းစွန်းနဲ့ဆက်သွယ်ပေးမယ်လို့ပြောလိုက်ပါတယ်အဲ့ဒါမှတော့ကြံချောင်းဆရာကုန်းစွန်းရှာမယ်လို့ပြောနေကြအောင်အာယူလဲပြန်ခေါ်တော့မှလားလို့ဝမ်းသာစွာနဲ့ပဲမေးလိုက်ပါတယ်ဒါပေမဲ့ကြံချောင်းနဲ့ပေါင်လူကြီးမင်းကဆရာကုန်းစွန်းအခုဗမာလဲဘလို့လဲသိကြုံမဲလို့ပြောပြပါတယ်ကြံချောင်းနဲ့အနည်းဆုံးတော့ပေါင်လူကြီးမင်းကဆရာကုန်းစွန်းကိုစိတ်ပူတယ်ဆိုတာကိုတက်တည်ပြလိုက်တာပဲလို့ပြောပြလိုက်ပါတယ်အာယူကတော့ဆရာကုန်းစွန်းလို့စာပေမညာရှင်ကခံမန်းခက်တာကြောင့်ဘယ်သွားတယ်ဘယ်ရောက်နေတယ်ဆိုတာကိုတိုင်းတော့ကသားတယောက်ကိုရှာခိုင်းရင်တော့မှတွေ့ဖို့မသေးကြဘူးလို့ပြောလိုက်ပါတယ် ဒါတော့ကြံကြောင်းလေးပူကောင်းတဲ့နီးလန်းကိုစဉ်းစားထားလို့ရှင်းပြလိုက်ပါတယ်။အဲနောက်ကြံလုံးကျောက်ရောက်လာပြီးတော့ဒေတာအသီးသီးကရုံတော်တွေကိုဆက်သွယ်ပြီးဇာကွန်ဆုံရှာမဲကိစ္စကိုပေါလုံကြီးမင်းကသဘောတူလိုက်ကြောင်းကိုလာပြောပြပါတယ်။ကျောက်ရှမ်းလေးရုံတော်ချင်းကူညီပြီးတော့လူရှာတဲ့ကိစ္စပုံမှန်ဖြေဖြစ်စဉ်ဖြစ်တာကြောင့်ခိုင်ဖုံကျုံတော်ရဲ့စာကတိတ်မကြခင်မှာဒေတာအသီးသီးကရုံတော်တွေစီကိုရောက်တော့မယ်လို့ပြောပြလိုက်ပါတယ်။အဲနောက်ကြံကြောင်းလေးကြံလုံးကျောက်တို့ကိုစာမြန်ဖြန့်ခိုင်းလိုက်ပါတယ်။အဲနောက်မှာတော့ကြံကြောင်းကဇာကွန်ဆုံရှာဖို့ဆိုရင်ရုံတော်အင်အားနဲ့လူရှာတာအကောင်းဆုံးနှီးလိုက်မယ်လို့အိုက်ကိုရှင်းပြပါတယ်။ ဒါမဲ့ဒီကိစ္စကိုပေါင်လုံးကြီးမင်းလက်ခံမယ်ဆိုတာဘလို့သိလဲလို့ကျန်ချောင်းကိုမေးလိုက်ပါတယ်။ကျန်ချောင်းလည်းသူဟာပေါင်လုံးကြီးမင်းနောက်လိုက်လာအချိန်တစ်ခုရောက်နေဖြစ်တဲ့အတွက်ပေါင်လုံးကြီးမင်းစိတ်ကိုအတော်လေးခံမနိုင်နေပါဘူးလို့ပြောလိုက်ပါတယ်။ကျန်ချောင်းကဆရာကွန်ဆွန်ရှာတွေ့တာနဲ့ပေါင်လုံးကြီးမင်းကိုတင်ပြရမှာဖြစ်ပြီးခံမနာတာမမှားလို့ရှိရင်ပေါင်လုံးကြီးမင်းကဆရာကွန်ဆွန်ဘေးကင်းမှုအရန်စိတ်ပူနေတာလို့ပြောပြလိုက်ပါတယ်။အဲဒီမှာတော့ပေါင်လုံးကြီးမင်းကရုံတော်အားလုံးကိုရုံးစာပူပြီးရလာလို့ဝမ်ချောင်းမိုင်းကိုခေါ်မိလိုက်ပါတယ်။ပြီးတော့ပေါင်လုံးကြီးမင်းကဦးရော်စီချက်ချင်းရောက်လာခဲ့ပါတော့တယ်။ ဦးဦးတော်ကတော့စိတ်ဆိုးနေတော့ဖြစ်ပြီးတော့ခိုင်ဖုံးရောတော့အလုံးမလုံးပဲသူ့ရဲ့နန်းစင်းနန်းဆောင်ဘာလာလောက်တာလဲလို့မေးလိုက်ပါတယ်။ပေါင်ကြီးမင်းလဲသူ့အနေနဲ့ဦးဦးတော်ကိုလာပြီးတော့တောင်းပန်ချင်တာပါလို့သာပြောလိုက်တာပါ။ဦးဦးတော်ကတော့ပေါင်လုံးကြီးမင်းဇာကုန်းဆုံးကိုရောပြန်ခေါ်ပြီးလားလို့မေးပါတယ်။ပေါင်လုံးကြီးမင်းကတော့မခေါ်ချောင်းရှောက်တင်ပြီးတော့တချိန်ကဦးဦးတော်ပေါ်မလေးစားသလိုဖြစ်ခဲ့တဲ့အတွက်တောင်းပန်တာပါလို့ပြောလိုက်ပါတယ်။ပြီးတော့ဇာကုန်းဆုံးခိုင်ဖုံးရောတော်ကထွက်သွားတဲ့ကိစ္စဟာပေါင်လုံးကြီးမင်းသဘောထားမပြောင်းနိုင်တဲ့အတွက်ဦးဦးတော်ကိုခွင်းလို့ဖို့အတွက်တောင်းဆိုနေတာပါ။ ဦးတော်ကတော့ပေါင်လုံးကြီးမင်းကိုဖိအားပေးပြီးတော့အတင်းကိုပြန်ခေါ်ခိုင်းတာမဟုတ်ပဲအဲ့ဒါသူ့အမဖြစ်လျက်နဲ့ဆရာကုန်းဆုံးအပြစ်ပေးလိုက်တော့မတရားရာကြလို့ပဲလို့ပြောလိုက်ပါတယ်ပေါင်လုံးကြီးမင်းကတော့ဆရာကုန်းဆုံးသူ့ကိုစပြီးတော့ဖုံးကွယ်ကလေးကဒီအဆုံးသက်ကိုကြိုတွေးခဲ့ပြီးသားပဲလို့ပြောလိုက်တာပါဦးတော်လည်းပေါင်လုံးကြီးမင်းမှာဆရာကုန်းဆုံးနင်ထုတ်ရတဲ့အကြောင်းရင်းရှိခဲ့ရင်တော့အမှုတွေအတူတူဖြေရှင်းခဲ့တာတွေအများကြီးဖြစ်ပြီးတော့အပြစ်လုံးပြီးတဲ့သူတွေလည်းအများကြီးရှိနိုင်တယ်လို့ပြောလိုက်ပါတယ်ဒါကြောင့်ဆရာကုန်းဆုံးကခိုင်ဖုံးရုံးကထွက်သွားခဲ့ရင်သူ့ကိုလက်စားချိန်မဲ့လူတွေတဲကနေဘလို့ကာကွယ်မလဲဆိုတာကိုတော့ နည်းနည်းမှစိတ်မပူဘူးလားလို့မေးလိုက်ပါတော့တယ်။ပေါင်လုံကြီးမင်းလဲမလိန်ညာပဲတကယ်ကိုစိတ်ပူမိတာကြောင့်ဂျန်ချောင်းတို့ဒေတာတီးတီးကရုံးတော်နဲ့ဆက်သွဲပြီးတော့ရှာခိုင်းထားတောင်းကိုပြောပြလိုက်ပါတယ်။ဒါမဲ့ဇာကုံးဆုံးပြန်ရှာတွေ့တာနဲ့တိတ်ဆိတ်ဘေးကင်းအောင်ကာကွယ်ပေးပါမယ်လို့ပေါင်လုံကြီးမင်းကပြောလိုက်ပါတယ်။ဦးတော်လဲနည်းနည်းစိတ်ကျဉ်တတ်သွားပြီးတော့အဲ့လိုမှမဟုတ်ရင်ပေါင်ချင်ရခံစားချက်မဲ့တဲ့သူဖြစ်သွားမှာပေါ့လို့ပြောလိုက်ပါတယ်။ဦးတော်ကတော့လက်ရှိချိန်မှာမျောလင်းရတာဟာဇာကုံးဆုံးဘာမှဖြစ်ဖို့လို့ပဲတွေးနေပါတယ်။အဲ့လိုမှမဟုတ်ရင်ပေါင်လုံကြီးမင်းကို တသလုံးနောင်နာရဖို့သာပြင်ထားလို့ဦးကြီးတော်ကတတိပေးလိုက်ပါတော့တယ်။ဇာကွန်စောတော့ကာလာရှိကြတဲဖို့အတွက်တဲခူဆောင်တို့ခုမှရောက်နေပြီးတော့တုံစည်းဆိုတဲ့စပွဲတို့လေးကိုတစ်တာဝယ်ပေးပြီးတော့ပူတာယူလိုက်ဖို့ပြောနေပါတယ်။ဇာကွန်စောကတမားတော်ဖြစ်တာကြောင့်စေကူသားရင်းနဲ့သာနေစဉ်စားစရိတ်နဲ့တဲခူစဲကိုပေးချေမှဖြစ်ပါတယ်။အဲလိုနဲ့ဇာကွန်စောကသူ့ရှိကခေါက်ဆွဲလိုပကံကိုကြည့်ပြီးတော့အားလုံးကတချိန်ကအစင်မပြေခဲ့တဲ့အချိန်ကိုပြောင်းနေခဲ့ပြီးလို့တွေးနေပါတယ်။အဲနောက်မှာတော့ကြံကြောင်းလေးပေါလုံကြီးမင်းစီလာပြီးတော့ဇာကွန်စောရဲ့တရင်တွေကိုမကြားခင်သိရတော့မှာပါလို့သွားပြောလိုက်ပါတယ်။ ောင်လုံးကြီးမင်းကတော့သူ့ကိုတန်အောင်စီမဲတဲ့လူလို့မြင်လားဆိုပြီးတော့ကြံကြောက်အောင်မေးလိုက်ပါလေ။ပောင်လုံးကြီးမင်းကတော့တခါတည်းမှာသူ့ကိုယ်တိုင်လဲတန်တရားဝင်ပြီးတော့ဦတော်ပြောသလိုရန်တန်အောင်စီမဲတယ်လို့ထင်ကြောင်းကိုပြောပြနေပါလေ။အားကြောင့်ပောင်လုံးကြီးမင်းကတကယ်လို့ဆရာကုန်းဆုံးတစ်ခုခုဖြစ်သွားရင်တော့တသက်လုံးနောင်နာရနေရတော့မှာပဲလို့ပြောလိုက်ပါလေ။ကြံကြောက်တော့ဖြောင်းပြပေးမိတယ်တကယ်လို့ဖြစ်လာခဲ့ရင်ပောင်လုံးကြီးမင်းကတော့သူ့ကိုယ်သူဒီသက်ခွင်းလုံးနိုင်တော့မှမဟုတ်ဘူးလို့ပြောလိုက်တာပါ။အဲနောက်မှာတော့တုံးစီရဲ့တဲခုဆောင်ရှိမှလဲနေအဖိုးကြီးတောင်းတဲ့သူပါလာတဲ့သမီးဖြစ်သူကသူ့ဖေကိုကယ်ဖို့တော့အကူကြီးတောင်းနေပါလေ။ ။ကောင်မလေးကသူ့ဖေဈေးကူးသားဖို့ဈေးမရှိတာကြောင့်ဒီနားမှာနေဝင်ပေးဖို့တောင်းဆိုနေတာပါ။တုံးစီကတော့ဆန်းရှိစူစဲမအောင်ကြောက်ပြီးတော့မောင်းထုံနေပေမဲ့လာကြည့်နေတဲ့လူတွေကတုံးစီကိုမမောင်းထုံဖို့ဝိုင်းပြီးတော့ဖြောင်းဖြားနေကြပါလေ။အားကြောင့်တုံးစီလည်းသဘောကောင်းပါတယ်ဆိုရယ်လူတွေစီကနေကောင်မလေးဖေအတွက်ဈေးကူးသားစီလိုက်ပြီးတော့တောင်းပေးနေပါလေ။ဒါပေမဲ့ဘသူမှမပေးပဲရှောင်ဖယ်သွားတာကြောင့်တုံးစီလည်းဒီညမှာနေလို့လူများလဲကိုပစံဖယ်ပြီးတော့ဘသူ့မှာခွဲမပေးခြင်းကြောင့်ရှင်းပြလိုက်ပါလေ။ကောင်မလေးကတော့လဲနေဖေဖေးသူကိုဖတ်ပြီးတော့ငိုနေတော့တာပါ။ ဲ့ဒီမှာပဲဆရာကုန်းဆုံးရောက်လာပြီးတော့ကောင်မလေးအကြောင်းကိုမေးလိုက်ပါတယ်။ဆရာကုန်းဆုံးတော့ငွေမရှိလဲစိတ်ကူပေးရမှာဖြစ်လို့သူခန်းထဲကိုလူနာကိုခေါ်လာပေးဖို့ပြောလိုက်ပါတယ်။အဲနောက်ဆရာကုန်းဆုံးကလူနာကိုစမ်းသပ်ပြီးတော့လိုအပ်တဲ့စေးတွေဝယ်ဖို့ငွေကိုပေးနေတုံးစီကိုခိုင်းလိုက်ပါတယ်။တုံးစီလဲဆရာကုန်းဆုံးကတော့စိတ်သဘောထားကောင်းတာတောင်ချီးကျူးနေပါတော့တယ်။အဲနောက်မှာတော့ကောင်မလေးကသူ့အဖေကိုကယ်ပေးလို့ဆရာကုန်းဆုံးကျေးဇူးတင်နေတာပါ။ကောင်မလေးကတော့စိတ်ရဲလွန်းတာကြောင့်လက်ဖက်ရည်လေးပဲစက်ခွင့်ပြုပါလို့ပြောပြီးတော့လက်ဖက်ရည်ခွက်ပေးလိုက်ပါတယ်။အားကြောင့်ဆရာကုန်းဆုံးလဲလက်ခံလိုက်ပြီးတော့တောက်လိုက်ပါတယ်။ ိုင်နောက်အယူကတော့ပေါင်လူကြီးမင်းနဲ့လာတွေ့ပြီးဇာကုံးဆုံးအကြောင်းကိုမေးဖို့ရောက်လာခဲ့တာပါဒါမဲ့ဝမ်ချောင်မိုင်းကပေါင်လူကြီးမင်းနောက်လိုက်ခဲ့တဲ့အတွေ့အကြုံရာတချို့ကိစ္စတွေကမပြောပဲထားတာဟာမပြောတာပိုကောင်းတယ်လို့ပြောပြလိုက်ပါတယ်ဝမ်ချောင်မိုင်းတို့လည်းဇာကုံးဆုံးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသူတို့သိထားသမျှပြန်ပြောပြလိုက်ပါတယ်အဲ့နောက်မှာတော့တုံးစီကသူဝယ်လာတဲ့ဈေးတွေကိုယူပြီးတော့ဇာကုံးဆုံးစီရောက်လာပါတယ်ဒါမဲ့အခန်းတကားကပွင့်နေပြီးတော့ဇာကုံးဆုံးနဲ့ကောင်မလေးဟာရှိမနေတော့ပါဘူးအဲ့နောက်မှာတော့ကောင်မလေးရဲ့ဖေကသတိရလာပြီးတော့တုံးစီလည်းသူတို့ရဲ့ ရွမ်ဖုံးတဲကိုဆောင်ကိုရောက်နေကြောင်းရှင်းပြလိုက်ပါတယ်။ပြီးတော့တုံးစီယာဆရာကုန်းဆုံးတဲ့သမီးဖြစ်သူရောလို့မေးတာကြောင့်အဲ့လူလဲသူ့မှာသမီးမရှိပါဘူးလို့ပြောလိုက်ပါတယ်။အားကြောင့်တုံးစီလဲတဲကိုဆောင်ပြင်ထိလိုက်ပြီးတော့ဆရာကုန်းဆုံးကိုလိုက်ရှာပါတော့တယ်။တပတ်မှာတော့ကြံကြောင်းနဲ့အာယူလဲဆရာကုန်းဆုံးခန်းထဲကိုဝင်ကြည့်နေပါတယ်။အာယူလဲပစ္စည်းတွေကိုကြည့်ပြီးတော့ဆရာကုန်းဆုံးသွားတော့ငါအတိုင်းပဲလို့တီးတိုးပြောနေခဲ့ပါတယ်။အာယူကတော့ပစ္စည်းတွေကိုကြည့်နေစိတ်မကောင်းဖြစ်ပြီးမျက်ရည်တွေဝဲပြီးတော့ငိုနေခဲ့ပါတယ်။ကြံကြောင်းနဲ့ပေါင်လူကြီးမင်းဒီကန်းအောင်စောင့်ချထားတာဘယ်သူမှခန်းထဲကပစ္စည်းတွေကိုမထိစေချင်လို့ပဲလို့ပြောပြလိုက်ပါတယ်။ ပြီးတော့တနေ့မှာဆရာကုန်းဆုံးပြန်လာနိုင်အောင်လို့ပဲလို့ကြံကြောင်းကထပ်ပြောပါရီဒါတော့အာယူကပေါလုံကြီးမင်းဆရာကုန်းဆုံးကိုနှင်ထုတ်ခဲ့တဲ့ကိစ္စကိုတော်နောင်တာရနေမှာပဲလို့ပြောလိုက်ပါရီကြံကြောင်းတော့အဲတုန်းကပေါလုံကြီးမင်းလည်းရွေးချယ်ကြမရှိတာကြောင့်အပြစ်တင်လို့မရဘူးလို့ရှင်းပြလိုက်ပါရီအာယူလည်းဆရာကုန်းဆုံးကဘာလို့စာမလားသတိမကြဘဲနဲ့ပျောက်သွားတာလေလို့မေးလိုက်ပါရီပြီးတော့ရုံတော်တွေအားလုံးလည်းခိုင်ဖုံးရုံတော်ရဲ့ရုံးစာကိုရထားပြီးပဲလို့အာယူကပြောနေပါရီကြံကြောင်းတော့ဆရာကုန်းဆုံးအခုရှာမတွေ့သေးပေမဲ့ဘေးကင်းနေမယ်လို့ယုံနေတာပါ အားကြောင့်အာယူလဲဆရာကုန်းစွာညံမြနာထက်မြတ်သူတောင်ဖြစ်တဲ့အတွက်တကူအေးချုံတော့မှကြော်လွားနိုင်မှာပါလို့ပြောနေပါလေအဲနောက်မှာတော့ဆိုင်ဆိုင်ရှိမှအိမ်မောကြနေခဲ့တဲ့ဆရာကုန်းစုံဆိုင်အကောင်လေးကလုံနိုးလိုက်ပါလေဆရာကုန်းစောကတညာလုံးဆိုင်ရှိမှအိပ်ပျော်နေခဲ့ပြီးသူ့အတွက်စားဖို့တခုခုပေးပါလို့ကောင်လေးကိုပြောလိုက်ပါလေကောင်လေးလည်းစားစရာတောင်းတဲ့လူကဒီလိုပြင်ဆင်ထားမှမဟုတ်ဘူးလို့တွေးနေပါလေအဲကြောင့်ကောင်လေးကဆရာကုန်းစုံဘာလုပ်တဲ့သူလဲလို့မေးတာကြောင့်ဆရာကုန်းစုံလည်းဖြေဖို့ကြိုးစားလိုက်ပါလေဒါပေမဲ့ဖြေအားခတ်နေပြီးတော့ဘာမှမမှတ်မိတဲ့ပုံစံမျိုးဖြစ်နေတာကြောင့် ဆိုင်ရကောင်လေးလဲဆရာကုန်းဆုံးပုံစံကဥတူတူနဲ့ဖြေးအားခန့်နေမှာမို့လို့မပြောတော့ဘူးသားတားလိုက်ပါလေဆိုင်ရကောင်လေးကတော့ဆရာကုန်းဆုံးပုံစံအစာလွန်နေရာနဲ့ဒူနေတဲ့အတွက်သူတို့စီမှာရှိတဲ့တခုနဲ့ဘိုက်ပြေးအောင်ပြင်ဆင်ပေးမယ်လို့ပြောလိုက်ပါလေအန်နာမှာတော့ဆိုင်ရကောင်လေးလဲဆရာကုန်းဆုံးဆိုင်ထဲကိုတွဲခေါ်လာလိုက်ပါလေပြီးတော့အကောင်လေးကရင်နွေးတဲပြီးတော့မနေ့ကထမင်းခဲကိုဂျိုလိုက်တာကြောင့်ဒီကံပြီးတော့စားပြီးပါလို့ပြောလိုက်ပါလေဆရာကုန်းဆုံးလည်းအမြန်တောက်နေတဲ့အတွက်ကောင်လေးကပူမာဆိုးလို့တားလိုက်ရပါလေအဲ့နမှာတော့ဆိုင်ရကောင်လေးကဆရာကုန်းဆုံးဘယ်ရလာမှမသိသလိုကိုကိုကဘသူလဲဆိုတာပါမသိဖြစ်နေပြီးတော့ ဘာလို့မှမသိပါဖြစ်နေရလားလို့မေးလိုက်ပါလေ။အားကြောင့်ဆရာကုန်းဆုံးလဲဇာအနေနဲ့ဘာဖြစ်လို့ဖြစ်မှန်းမသိပဲသူလုံးဝစဉ်းစားအများဖြစ်နေတဲ့အကြောင်းကိုပြောပြလိုက်ပါလေ။ဒါတော့ဆိုင်အောင်လေးကလည်းဆရာကုန်းဆုံးမှာထိတ်လန့်ဖြစ်စီမဲ့ကိစ္စမျိုးနဲ့ကြုံခဲ့လို့လားလို့မေးလိုက်ပါလေ။ဆရာကုန်းဆုံးလဲဖြစ်နိုင်တယ်လို့သုံးသပ်ပြီးတော့သူစဉ်းစားအများဖြစ်နေခဲ့တာကိုတော့အံ့ဩနေပါလေ။ဒါပေမဲ့ကောင်လေးကတော့သူတို့ဆိုင်ကဈေးအောင်ယုံနေမှာပဲဈေးပါကူပေးတဲ့အကြောင်းဆရာကုန်းဆုံးကပြောပြလိုက်ပါလေ။ပြီးတော့သူတို့စည်းစံကုသမားတော်တွေကနေတိုင်းလူနာတွေကြည်ပေးနေကြတော့သူ့ကိုပြကြည့်ဖို့ဆရာကုန်းဆုံးကြံပေးလိုက်ပါတယ် ကောင်လေးကတော့ကုသမားတော်ကဇာကုန်းဆုံးကုသကောင်ကုပေးနိုင်မှာဆိုပေမဲ့ကုသမားတော်ရဲ့ဈေးပညာကဆိုင်းရှင်ဟောင်းလောက်တောင်မကောင်းကြောင်ရှင်းပြလိုက်ပါတယ်။ကုသမားတော်ကရလဲကြိုက်တယ်လို့ဆိုင်းရှင်ဆုံးပြီးတဲ့ကသူပဲကုနေတဲ့အကြောင်းကောင်လေးကရှင်းပြပါတယ်။အားကြောင့်ဇာကုန်းဆုံးလဲဒီကောင်လေးရဲ့ဆိုင်းရှင်ဆုံးသွားပြီးတော့ခုဆိုင်းကိုဦးစီးနေတာဘသူလဲလို့မေးလိုက်ပါတယ်။ကောင်လေးလဲဆိုင်းရှင်နေကြလက်ထပ်ယူလာခဲ့တဲ့ဒုတိယဇနီးပဲလို့ရှင်းပြလိုက်တာပါ။ပြီးတော့အသက်ရွယ်ငယ်ငယ်လေးနဲ့မုံဆုံးမလုံးနေရတာရောခုလိုမျိုးဆိုင်းကိုဦးစီးနေရတာကပါဆိုင်းရှင်တွတ်တော့တော်လေးခက်ခဲနေကြောင်းဇာကုန်းဆုံးပြောပြလိုက်ပါတယ်။ ဇာကုံးစွန်းရဲ့စကားပြောဖို့လှုပ်ပေးနေရတာကတော့ထဲတန့်မှာပဲဒိမ့်ကြခင်မှာပဲစေးဆိုင်ထိန်တင်းရန်ကထဲတန့်ကိုအကျေးအော်ခွန်နေတော့တာပါထဲတန့်လည်းတင်းရန်ကလွယ်တဲ့သူမဟုတ်ဘူးလို့ဇာကုံးစွန်းပြောပြီးအဆူမခံခင်အမြန်ပြေးသွားပါလေအဲနောက်မှာတော့စေးဆိုင်ထိန်တင်းရန်ကအခန်းထဲမှာဘယ်ချိန်နည်းနေမလို့စေးဆိုင်ကိုမဖွင့်သေးတာလဲလို့စူနေပါလေပြီးတော့ထဲတန့်ကိုလစာလကားယူပြီးတော့လကားနေကျင်လာလားလို့တင်းရန်ကမေးလိုက်ပါလေအားတောင်ထဲတန့်လည်းသူဆိုင်ဖွင့်ပြီးတော့တကားပြန်ပိတ်ထားတာပါလို့ဖြေလိုက်ပါလေအဲစကားကြောင့်တင်းရန်လည်းဒေါသထွက်သွားပြီးတော့ထဲတန့်ကို လာစားမရပဲနေကြလားလို့အော်ဟစ်စူးစဲနေပါတော့တယ်ထဲတန်းလည်းမနေစူးစားဖြေရှင်းနေတော့မှဆရာကွန်ဆွန်ထွက်လာပြီးတော့ထဲတန်းကသူ့ကိုကူညီဖို့လှုပ်ခဲတာကြောင့်အပြစ်မတင်ပါနဲ့လို့ဝင်တားနေခဲ့ပါလေအဲကြောင့်တင်းရန်လည်းဆရာကွန်ဆွန်စိတ်စိတ်ကြည့်လိုက်ပြီးထဲတန်းကဘသူမှမသိပဲဘာလို့ဆိုင်နဲ့ခေါ်ထည့်ထားလဲလို့မေးလိုက်ပါလေဆရာကွန်ဆွန်ကသူဆိုင်ရှိမှမူလဲနေခဲ့တာမလို့ထဲတန်းကကူညီပေးတာပါလို့ပြောပြလိုက်ပါလေပြီးတော့ထဲတန်းကဆရာကွန်ဆွန်အတွက်စေနာနဲ့စံပြုတ်ပါတိုက်ခဲ့ကြောင်းပြောပြပြီးဒါရီကုံသူ့အမဖြစ်လို့တင်းရန်ကိုခွင့်လို့ပေးဖို့တောင်းပန်လိုက်ပါလေ အောင်တင်းရလည်းစိတ်ဆိုးနဲ့ဆရာကုန်းဆုံးကိုတိထားကြည့်ပြီးသူတို့စေးဆိုင်ကိုဘာထင်နေလဲလို့မေးလိုက်ပါတယ်တင်းရကတော့ဆရာကုန်းဆုံးကသူတို့စေးဆိုင်ကိုလာခြင်းသလိုလားနေခြင်းသလိုနေစားခြင်းသလိုစားနေလို့နေလို့ပြောလိုက်ပြီးတော့စိတ်ဆိုးနေတာပါအားကြောင့်တင်းရလည်းထဲတန်းကိုခေါ်ပြီးတော့ဆရာကုန်းဆုံးကိုနင်းထုတ်ခိုင်းလိုက်ပါတယ်ဒါပေမဲ့ထဲတန်းကတော့ဆရာကုန်းဆုံးကတနာဖို့ကောင်းတဲ့လူတယောက်ဖြစ်ကြောင်းတင်းရကိုတေချာရှင်းပြနေပါတယ်ဆရာကုန်းဆုံးကသူ့နာမည်သူတော်မမှတ်မိတာကြောင့်ဆိုင်းအနေမောင်းထုတ်လိုက်ရင်ဘယ်ဟုသွားမှာလဲလို့ထဲတန်းကတင်းရကိုပြောပြလိုက်တာပါအားကြောင့်တင်းရလည်းထဲတန်းကိုဘယ်တော့မှမများခုလို့သူတော်ကောင်းကြီးဖြစ်သွားတာလဲလို့မေးလိုက်ပါတယ် ီတော့ထေတန်းကိုကိုကိုဂယူဆိုင်ဖို့နဲ့ဆရာကုန်းစိုးဘာဖြစ်ဖြစ်စိတ်ပူမနေဖို့ပြောလိုက်ပါတယ်။တင်းကတော့တကယ်လို့ထေတန်းဆရာကုန်းစိုးမောင်းမထုတ်ဘူးဆိုရင်တော့ဆရာကုန်းစိုးနဲ့အတူထေတန်းအောင်မှာဆိုင်းရထွက်သွားဖို့ပြောလိုက်တာပါ။အားကြောင့်ဆရာကုန်းစိုးလည်းသူအခုချက်ချင်းပဲထွက်သွားပြီးမှမလို့ထေတန်းကိုခတ်တွေ့အောင်မလုပ်ပါနဲ့တော့လို့တောင်းပန်လိုက်ပါတယ်။ဒါပေမဲ့ထေတန်းကတော့ဆရာကုန်းစိုးတားပြီးတော့ဘယ်သွားမလို့လဲလို့မေးလိုက်ပါတယ်။ဆရာကုန်းစိုးကလောကကြီးအကျေပြောတာကြောင့်သူ့ကိုလက်ခံနိုင်မဲ့တနေရာတော့ရှိနေမှာပါလို့ပြောလိုက်ပါတယ်။အဲ့နောက်တော့ဆရာကုန်းစိုးကသူ့ကိုကူညီခဲ့တဲ့စေနာကောင်းသူ ထဲတန်းကိုကျေးဇူးတင်နေခဲ့ပါတယ်။ဇာကွန်ဆိုလဲဆိုင်တင်းတင်းရံကိုနှုတ်ဆက်ပေမဲ့တင်းရံကတော့ခက်မမာနေပဲဇာကွန်ဆိုဘသူမှဆွဲမထားတာကြောင့်အမြန်သွားခိုင်းလိုက်တာပါ။အဲဒီအချိန်မှာပဲဆိုင်ရှင်မင်းလေးရောက်လာပြီးတော့ဇာကွန်ဆိုကိုမသွားခိုင်းတော့ပါဘူး။တင်းရံလဲဆိုင်ရှင်ကိုမြင်ပြီးတော့သူတို့နှောက်ဆက်မိသွားလားလို့မေးလိုက်ပါတယ်။အဲကြောင့်ဆိုင်ရှင်မင်းလေးကတော့မနဲ့အစိုးကြီးအော်တောင်းရင်းဖြစ်တာမဆူပဲနဲ့မနေဘူးလို့ပြောလိုက်ပါတယ်။ဒါတော့တင်းရံလဲဇာကွန်ဆိုကိုအမြန်ထွက်သွားခိုင်းနေတာပါ။ဒါမဲ့ဆိုင်ရှင်မင်းလေးကတော့ခေါင်းခါလိုက်ပြီးဇာကွန်ဆိုကိုသူတို့စီမှာနှစ်ရက်နေဝင်ပေးလိုက်လို့ပြောလိုက်ပါတယ်။ ။စာရှင်မင်းကလေးလည်းထဲတန်းပြောတာကိုလက်ခံပြီးတော့လူပြောင်းသူ့ကိုယ်သူဘယ်သူမှတော့မသိသေးပဲနဲ့ဘယ်ဟုသွားနိုင်မှလဲလို့ဝင်ပြောလိုက်ပါလေ။အားကြောင့်မလို့စာရှင်မင်းကလေးကဆရာကောင်းဆုံးကိုသူတို့စီမှာနေခွင့်ပေးလိုက်ပါလို့တင်းရန်ကိုပြောလိုက်ပါလေ။တင်းရန်ကတော့မဖြစ်သင့်တာကြောင့်စာရှင်မင်းကလေးကိုတားနေခဲ့တာပါ။စာရှင်မင်းကလေးကတော့ဒီအိမ်ဒီဆိုင်မှာသူကသာအိမ်တော်ဦးစီးဖြစ်တဲ့အတွက်ဈေးဆိုင်အထင်းတင်းရန်ကိုဝင်မပါဘူးကိုပြောလိုက်ပါလေ။အဲ့တော့မတော့ဆိုင်ရှိမင်းကြီးကတို့ကစေးဆိုင်ဖွင့်ထားကြအောင်လူသားချင်းချားမှရှိတဲ့ကိုချင်းစာတရားတော်မရှိရင်လူသက်ကိုဘယ်လိုကယ်မှာလဲလို့ဘေးလိုက်ပါလေ ပြီးတော့ဆန်ရှင်မင်းကြီးကဆရာကုန်းဆုံးအတွက်တောင်းဝန်ကိုထဲတန်းကိုပေးလိုက်ပါတယ်။အန်နမတော်ဆန်ရှင်မင်းကြီးကဈေးထိန်တင်းရန်ကိုဒါသူကတိုင်းဥဆောင်ဆောင်ရတာဖြစ်လို့ဘာမှမပြောရဘူးလို့အမိန်ပေးလိုက်ပါတယ်။အဲကြောင့်ဈေးထိန်တင်းရန်နဲ့အားလုံးကဆန်ရှင်စကားအတီးပါပဲလို့သာပြန်ပြောလိုက်ရပါတော့တယ်။ဒုံနဲ့ဆန်ရှင်မင်းကြီးကထွက်သွားပြီးတော့အန်နမတော်ထဲတန်းနဲ့ဆရာကုန်းဆုံးစံပြုတ်တော့မကုန်သေးတာကြောင့်ကုန်းအောင်တောက်ခိုင်းနေပါတယ်။ပြီးတော့ထဲတန်းကဆရာကုန်းဆုံးအတွက်ကြည်ပေးနေတာဖြစ်လို့ခဏနေမှာဆိုင်သွားဖွင့်လိုက်ပါမယ်လို့တင်းရန်ကိုပြောနေခဲ့ပါတယ်။အဲ့တော့မတော်ဆရာကုန်းဆုံးလဲထဲတန်းတို့ရဲ့ဆိုင်ရှင်မင်းကြီးဟာ တတော်စိတ်သောတာပြေဝသူပဲလို့ပြောလိုက်ပါတယ်။ဆရာကွန်ဆွန်လည်းတကယ်လို့တခြားသူသားဆိုရင်သူ့လိုဘယ်ကမှမသိတဲ့လူလက်ခံမှာမဟုတ်ဘူးလို့ရှင်းပြနေပါတယ်။အားကြောင့်ထဲတန်းလဲဆိုင်ရှိမင်းကြီးဟာသူတို့ဆိုင်ကိုရောက်လာတာလောက်ဘလောက်ပဲရှိသေးပေမယ့်သူတို့ဆိုင်ကလူအလုံးနဲ့လမ်းတရာလူတိုင်းကဒီမင်းကြီးကိုမချီးကျူးပဲမနေနိုင်ဘူးလို့ပြောပြလိုက်ပါတယ်။ဆရာကွန်ဆွန်လည်းထဲတန်းစကားကိုနားထောင်ကြည့်နေဆိုင်ရှိမင်းကြီးကဆိုင်ကိုလက်လွဲယူထားတာလောက်ဝက်တောင်မရှိသေးတာကိုတီးသွားခဲ့ပါတယ်။အားကြောင့်ထဲတန်းလဲဆိုင်ရှိမင်းကြီးကဆိုင်ရှင်ထပ်ယူတဲ့မိမဆိုပေမယ့်တရားဝင်လက်ထပ်ယူခဲ့တာပဲလို့ပြောပြလိုက်ပါတယ်။ ပြီးတော့ထေတန်လည်းဆန်ရှင်ကဆန်ရှင်မင်းကြီးကိုခေါ်လာပြီး၃ရက်လောက်ကြာမှဆုံးသွားခဲ့တဲ့အကြောင်းကိုရှင်းပြနေပါတယ်။အားကြောင့်ဆန်ရှင်မင်းကြီးကလူကောင်းဖြစ်ပေမဲ့လည်းကံဆိုးသူပါပဲလို့ထေတန်ကရှင်းပြလိုက်ပါတယ်။ဒိုနဲ့ဆရာကောင်းဆုံးလည်းဆန်ရှင်ဘလို့ဆုံးသွားလဲသိလားလို့ထေတန်ကိုမေးလိုက်ပါတယ်။အားကြောင့်ထေတန်လည်းသူသိသလောက်ဆိုရင်တော့ဆန်ရှင်ရဲ့ဒုတိယဇနီးတို့မျိုးကိုပြန်လာတဲ့လမ်းမှာဆန်ရှင်ကဘာမှမသိတဲ့အနာဒီပေါက်လာပြီးကိုကိုမကူနိုင်ခဲ့တာပဲလို့ပြောပြလိုက်ပါတယ်။အဲ့ဒါပြင်ကူသမားတော်ကပါပျောက်ကင်းအောင်မကူတာပေးနိုင်ခဲ့တာကြောင့်ဆန်ရှင်နဲ့သုံးရက်မြောက်နေ့မှာပဲဆုံးမသွားခဲ့ရတာလို့ ်ဆရာကုန်းဆုံးရှင်းပြလိုက်ပါတယ်အားလုံးဆရာကုန်းဆုံးလည်းကုကြိန်ဒီဆိုင်းရှင်မင်းကလေးဆိုင်းကိုဦးစီးနေတာရောအားလုံးအစဉ်ပြေနေရလားလို့မေးလိုက်ပါတယ်ထဲတန်းလည်းအစားတော့မဖြစ်နိုင်ခဲ့တဲ့ဖြင့်သူဖြင့်တင်းဆိုင်တိုင်းဆိုရင်လုံအောင်လက်မခံနိုင်ခဲ့တဲ့အကြောင်းကိုတေချာပြောပြနေပါတယ်ဒါမှလည်းတိတ်မကြခင်မှာတင်းဆိုင်တိုင်းကစားဆိုင်းရှင်မင်းကလေးကိုရှုံးပေးလိုက်ရတာပါပဲလို့ပြောလိုက်ပါတယ်အားလုံးဆရာကုန်းဆုံးလည်းဆိုင်းရှင်မင်းကလေးသူ့ကိုအခုလိုလက်ခံလိုက်တာကြောင့်စီးဆိုင်တိုင်းတင်းလူကြီးမင်းကစိတ်ခူတာပူဆိုးသွားမှာပေါ့လို့တွေးနေပါတယ်ဒါမဲ့ထဲတန်းကတော့စိတ်တော်ရကောင်းသူဖြစ်လို့ ဆရာကုန်းစုံကိုသူနဲ့အတူလှုပ်လှုပ်ဖို့ကြံပေးလိုက်ပါတယ်။အဲ့လိုသာဆိုရင်ဆရာကုန်းစုံကဒီမှာလက်ကားနေနေမှာမဟုတ်တဲ့အတွက်ဆန်းရှင်မင်းကလေးကဘာမှပြောမှမဟုတ်တော့ဘူးလို့ထဲတန်းကပြောပြလိုက်ပါတယ်။ဒါကြောင့်ဆရာကုန်းစုံလည်းသူ့ဘော်အဆဆရာအကူညီပေးနေတဲ့ထဲတန်းကိုပဲအားကိုမယ်လို့ပြောလိုက်တာကြောင့်ထဲတန်းလည်းသူကဆိုင်မှာဆိုအာတန်နဲ့သူမလို့စိတ်ချနေဖို့မှားလိုက်ပါတယ်။ပြီးတော့ထဲတန်းကတော့မိတ်ဆွေတွေအတွက်ဆိုရင်ဓာတ်တော်ထိုးခံနိုင်တယ်လို့ဆရာကုန်းစုံပြောပြနေပါတယ်။အဲနောက်မှာတော့ရီမောနေဆရာကုန်းစုံကြည့်ပြီးတော့ထဲတန်းတော့ဆရာကုန်းစုံနဲ့အခုမှသိပေမဲ့မိတ်ဆွေတွေလို့ပြောလို့ရအောင်ကိုရှင်းပြနေပါတယ်။ ဂျုံနဲ့ထဲတန်းလဲလက်လုံးမှာတော့ဆရာကွန်ဆွဲနေဖို့စားဖို့ကပြဿနာရှိပြီဆိုပေမဲ့မိသားစုကတော့စိတ်ပူနေလောက်တယ်လို့ပြောလိုက်ပါတယ်။ဒါတော့ဆရာကွန်ဆုံကုလို့ပျောက်သွားတဲ့အတွက်အသေးသာလိုက်ရှာနေလောက်တယ်လို့ထဲတန်းဟန်ပြောလိုက်တာပါ။ဆရာကွန်ဆွဲတော့ထဲတန်းစကားကိုနားထောင်နေမင်သက်လို့နေပါတယ်။ဆရာကွန်ဆွဲနဲ့သူတွေးကြည့်ပေမဲ့ဘလို့မှအောင်တွေးမရတာကြောင့်အစာရေကဖြစ်နိုင်တာတကူတဲ့သမားပဲဖြစ်မယ်ထင်တယ်လို့ပြောလိုက်ပါတယ်။ပြီးတော့ဆရာကွန်ဆွဲနဲ့သူဟာမိသားစုမရှိဆွေမျိုးမရှိမိတ်ဆွေမရှိတကူတဲ့သမားဖြစ်နိုင်တယ်လို့သာတွေးနေခဲ့တာပါ။အဲဒါမှတော့ပေါလုံကြီးမင်းကတစ်ဖက်မှာသူ့ကိုလာရှာတဲ့ကြံကြောင်းနဲ့ IC ကိုလာထွက်တွေ့ပါလေ။ဂျန်ကျောင်းတော့ရုံတော်သီးသီးကစာပြန်ပို့ကြရဆိုရင်ဇာကွန်ဆွေတဲ့ရင်ကိုလုံးဝမရတဲ့အကြောင်းပေါင်ကြီးမင်းကိုပြောပြလိုက်ပါလေ။အားကြောင့်ဂျန်ကျောင်းနဲ့အာယူလဲစိတ်ပူပြီးတော့သူတို့ကိုယ်တိုင်ပဲဇာကွန်ဆွေသွားရှာခြင်းတဲ့အကြောင်းပေါင်ကြီးမင်းစီမှာကွင်တောင်းလိုက်ပါလေ။ဂျုံနဲ့အာယူလဲရုံတော်တွေကရှာတာမတွေ့တဲ့အတွက်သူတို့ကိုယ်တိုင်ရှာတာတော့မတူလောက်ဘူးလို့ပြောလိုက်ပါလေ။ပြီးတော့အာယူကြေးသားမဟုတ်ဆိုလုံတုံးကဆိုရင်ရုံတော်တွေကမရှာနိုင်ခဲ့တဲ့အပြစ်သားတွေတော့သူရှာနိုင်ခဲ့တယ်လို့ရှင်းပြလိုက်ပါလေ။ပေါင်ကြီးမင်းကတော့ဂျန်ကျောင်းနဲ့အာယူလို့ဇာကွန်ဆွေကိုရှာတွေ့နိုင်ဖို့ မျောလင့်နေပါတယ်။ပြီးတော့ဘောင်လုံးကြီးမင်းကဂျန်တောင်းအနေနဲ့တိုင်းလောကသားတွေကိုပါခေါ်ပြီးတော့သွားရှာရင်အောင်ဆရာကုန်းဆုံရှာတွေးဖို့မတိကြဘူးလို့ပြောလိုက်ပါတယ်။အားလုံးဂျန်တောင်းလည်းသူတွေးထားပြီးဖြစ်ပေမဲ့ဘောင်လုံးကြီးမင်းတို့ခွင့်ပြုမလားလို့ပဲတောင်းဆိုနေခဲ့တာပါ။ဒါပေမဲ့ဘောင်လုံးကြီးမင်းကတော့ဆရာကုန်းဆုံကခိုင်ဖုံရုံတော်ရဲ့လူမှုတော်တာကြောင့်ဆရာကုန်းဆုံရှာတာဂျန်တောင်းနဲ့အိုက်ဦးတို့ရဲ့ကိုအေးကိုရာကိစ္စတသက်ပဲလို့ပြောလိုက်ပါတယ်။ဒါကြောင့်ဘောင်လုံးကြီးမင်းကတော့ဒီကိစ္စကိုဝေးပြီးတော့ဆုံးဖြတ်လို့မရသလိုမသွားဘူးဆိုတာမျိုးလဲတားပိုင်ခွင့်မရှိတဲ့အကြောင်းရှင်းပြလိုက်ပါတယ်။ အတောင်အိုက်ဦးလဲသူတို့သွားရှာမယ်လို့ပြောပြီးတော့ထွက်သွားဖို့ကြံတာတော့ကြံတော့လဲတားထားလိုက်ပါလေပြီးတော့ကြံတော့ပေါင်လူကြီးမင်းစကားမပြတ်သေးတာမျိုးရှိသေးလားလို့မေးလိုက်ပါလေပေါင်လူကြီးမင်းလည်းခေါင်းညိတ်ပြီးတော့ပြဿနာကကြံတော့နဲ့အိုက်ဦးတို့ဇာကုန်းဆုံးရှာတွင်းရောဘာဆက်ဖြစ်မှာလဲလို့မေးပါလေအတောင်ပေါင်လူကြီးမင်းကတော့ဇာကုန်းဆုံးရဲ့အသိပညာနဲ့ခိုင်ဖုံးရုံတော်မှာလုပ်ခဲ့တဲ့အတွေ့အကြုံရဆိုရင်ရုံတော်သီးသီးကရှာနေရမသိစရာအကြောင်းရှိလားလို့ပြောလိုက်ပါလေအဲ့ဒါပြင်ရုံတော်တွေကဇာကုန်းဆုံးရဲ့တရင်ကိုမရှာနိုင်ဘူးလို့ပေါင်လူကြီးမင်းကပြောပါလေအဲ့တော့ကြံကြောင်းလဲပေါင်လူကြီးမင်းဆိုလိုတာဇာကုန်းဆုံးကပဲ တမင်ရုံးတော်ဟာရှာမတွေ့အောင်လှုပ်ထားတဲ့ပုံစံမျိုးလားလို့မေးလိုက်ပါတယ်။ပေါင်ကြီးမင်းကတော့သူဒီလိုတစ်ဖက်သာတွေးလို့မရပဲတကယ်လို့ဇာကုန်းဆုံးမှတွေးဖို့ခက်ခဲနေတာမျိုးဆိုရင်ရောလို့ပြောလိုက်တာပါ။အဲနောက်အာယူလန်ဇာကုန်းဆုံးကိုသွားရှာဖို့သွားမသွားကြံကြောင်းကိုမေးလိုက်ပါတယ်။ကြံကြောင်းတော့ပေါင်ကြီးမင်းပြောတာကိုနားထောင်ရင်ပဲအခုတော့မသွားသေးဘူးဆုံးဖြတ်လိုက်ပါတယ်။ကြံကြောင်းကဇာကုန်းဆုံးထွက်မသွားခင်ကပြောသလိုမျိုးအချိန်တိုင်းဆက်တွေ့လာမှာကိုပဲစောင့်နေလိုက်ပါတော့တယ်။အဲနောက်မှာတော့ဇာကုန်းဆုံးကစေးတိုင်းမှာနေနေစေးတိုင်းကအလုပ်တွေကိုကူလုံပေးနေပါတယ်။တိမ်မကြခင်မှာပဲကူသမားတော်ရောက်လာတဲ့အတွက်ထဲတန့်လဲ။ ရေခတ်ဖို့ပြင်လိုက်ပါတယ်။ဒါမဲ့တင်းဆိုင်ထိန်ကထဲတန်းကိုဆိုင်ဆောင်နေပြီးဆရာကုန်းစိုးရေခတ်ခိုင်းလိုက်တာပါ။ထဲတန်းကတော့ဆရာကုန်းစိုးရဲ့ပုံစံအစာပေသမားတယောက်ပုံစံဖြစ်နေတာကြောင့်ရေခတ်ခိုင်းလို့မကောင်းကြောင်းပြန်ပြီးတော့ရှင်းပြပါတယ်။ဒါမဲ့လည်းတင်းဆိုင်ထိန်ကတော့ဆရာကုန်းစိုးဘလောက်ထိလုံနိုင်လဲကြီးကျင်တဲ့အတွက်တမင်ခိုင်းလိုက်တာပါ။အဲဒီမှာတော့ဆရာကုန်းစိုးနဲ့တကားမှမလုံဘူးတဲ့အတွက်အတင်းကိုလုံနေရပါတယ်။ဒုံနဲ့မိန်းကလေးတယောက်ရောက်လာပြီးတော့ဆရာကုန်းစိုးရေကူခတ်ပေးပါတယ်။မင်းလေးတော့ဆရာကုန်းစွဲဝိပုံစားပုံပြောပုံစုံပုံလမ်းလျှောက်ပုံကြီးပြီးစာပေသမားနဲ့တူတယ်လို့ပြောနေပါတယ် ဒါပေမဲ့ဆရာကုန်းဆိုလဲသူ့ကိုယ်သူမမှတ်မိပေမဲ့သူကောင်းတဲ့မှာတော့စာစကားတွေအများကြီးထွက်လာတာကြောင့်စာပေပညာရှင်ဖြစ်မယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီမိန်းကလေးကတော့ရင်ရှင်းဖြစ်ပြီးတော့ဆရာကုန်းဆုံးကိုဆိုင်ရှင်မမလေးကလာပြီးတော့ခေါ်ခိုင်းတဲ့အတွက်လာခေါ်တာပဲဖြစ်ပါတယ်။ဒါဆိုရင်ဆရာကုန်းဆုံးကစိတ်ကူးသားအနေနဲ့အတိတ်မိသွားတာကြောင့်ပေါင်လူချင်းမင်းတို့နဲ့ဆက်သွယ်ဖို့ကဝေးသွားတဲ့အတွက်ဘာလို့ဆက်ဖြစ်လာမလဲဆိုတော့နောက်ပိုင်းမှာဆက်ပြီးတော့ကြီးကျူခံစားမှာဖြစ်ပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါဒီနေ့ရက်ဒီဆက်မှုကတော့ပါပဲနောက်နေ့မှလည်းပြည်သူတရားရှင်ပေါင်းချင်းဇလန်းတွဲအပိုင်းဆက်တွေရှိနေမှာဖြစ်ပါတယ်ဒါကြောင့် channel subscribe လို့ဘေးနားအကောင်းဆုံးနှိပ်ပြီးတော့စောင့်ကြည့်နိုင်တဲ့အကြောင်းပြောရင်းနဲ့ဒီနေ့မှအစားဆုံး live ပါကြည့်ရှုအားပေးခဲ့တဲ့ဘောရာတို့အားလုံးတယောက်ချင်းစီတိုင်းကျေးဇူးတွေပဲတင်ရှိပါရခင်ဗျာမကောင်းတာလုပ်တဲ့ကောင်းလေးမှန်သမျှမိုးနှံမင်းဒဏ်ခတ်ပါစေဗျာကျွန်တော်အန်ခင်မူပါ